Hello အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်မ sharing လုပ်ပေးမှာကတော့မုတ်ပေါင်းဖြစ်ပါတယ်ပါဝင်ပစ္စည်းကတော့စံမုတ်၈ဆွန်ကောင်းငင်းမုတ်၂ဆွန် baking powder 1 teaspoon နဲ့ရေအနှဲငယ်တို့ဖြစ်ပါတယ်အဲ့ဒါလေးကိုတမအောင်နေပြီးရင်လက်နဲ့လုံးလို့မချေတော့ဘူးဆိုလို့ရှိရင်တော့မုတ်သားလေးတွေကိုစကားစစ်ပေးပါမယ်နော်အလုံးလုံးဖြစ်နေတာကို စကားစစ်ပြရခြင်းဖြစ်ပါတယ်။ဘေကင်းပေါက်တာထည့်ရခြင်းအကြောင်းရင်းကိုလည်းရှင်းပြပါမယ်။ဘေကင်းပေါက်တာကမုတ်သားလေးတွေကိုပိုပြီးနူးညံ့အောင်ထိမ့်ပြီးတဲ့အတွက်ကျွန်မကတော့ဘေကင်းပေါက်တာလေးကိုသုံးဖြစ်ပါတယ်ပေါ့နော်။ပြီးတော့ဒီရမုတ်ကိုအာစင်ကာပူနဲ့မလေးရှားမှာတော့ကွေးတူတူလို့ခေါ်ပါတယ်နော်။ ကဲမောက်သားလေးကိုစစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကတော့အစိမ့်နှစ်ခုအချုံနှစ်ခုလောက်ပါပဲအစိမ့်အနေနဲ့ပဲပြုတ်ကိုတုံးပြီးတော့မှအချုံအနေနဲ့ကတော့ brown sugar ကိုတုံးထားပါတယ်ခဏက်လည်းထည့်လို့ရပါတယ်ကဲခုဆိုလို့ရှိရင်တော့စစ်ထားတဲ့မုတ်လေးတွေကိုထည့်ပေးမယ် ထည့်ပြီးလို့ရှိရင်တော့အရင်ကြီးဖြစ်မထည့်ထည့်စရာမလိုဘူးပေါ့နော်ဒီအမုတ်ကလေးတွေကပြီးတော့မှမျက်နှာပြင်ကိုညညာအပေါ်အားနဲ့ဖြည်းဖြည်းလေးဖြည့်ပေးရင်ရပါပြီကျွန်မ channel ကတော့အမြန်ဆုံးနဲ့အလွယ်ဆုံးနည်းလေးတွေကို share လုပ်ပေးတာဖြစ်ပါတယ်เนาะ ြီးလို့ရှိရင်မုတ်သားမျက်နှာပြင်လေးကိုညီမအောင်ဖိပြီးရင်တော့မုတ်ကလေးကိုရေလေးပွက်ပွက်စီတဲမှာ10မိနစ်ပေါင်းပေးရင်တော့ရပါပြီနော်ဒါလေးကတော့ဗနက်စာပဲစာစာနစ်လဲစာအပြင်းပြေပဲစာစာပေါ့နော်ညီမကြီးကိုလွမ်းလို့လှုပ်စာစာပေါ့နော်အရန်ကိုလွယ်ပူပြီးတော့မှညံဆန်တဲ့ပုံတစ်မျိုးလည်းဖြစ်ပါတယ်နော် ိုကအပြင်မှာသွားတဆာဖို့လည်းမလွယ်ဘူးဆိုလို့ရှိရင်တော့ကိုကကိုအိမ်မှာဆန်မုတ်ကောင်းရင်းမုတ်ဘေကင်းပေါင်ဒါလေးရှိရုံနဲ့တွင်ကိုလုပ်စားလို့ရပါပြီ။ကျမကတော့အစိတ်အနေနဲ့ပဲပြုတ်ပြီးအများကြီးသုံးထားပါတယ်နော်။ပဲပြုတ်ထိုက်လို့ပါ။ပဲပြုတ်ပြုတ်မျိုးသိချင်ရင်တော့ကျမရဲ့ YouTube channel လေးတွေကို ဝင်ကြည့်လိုက်ရင်တော့ပဲပြုတ်ပြုတ်မျိုးတွေ့ရမှာဖြစ်ပါတယ်။ဒါကဆိုရင်တော့ပေါင်းဖို့အဆင်သင့်ဖြစ်ပါပြီ။ကဲ7မိနစ်ခါပေါင်းပေးမယ်နော်။ 10မိနစ်ခန့်ပေါင်းပြီးတဲ့အခါမှာတော့ကိုမဖက်ရှင်လဲဖက်ပေါ့နော်စွန်မွေရရှင်လဲစွန်မွေရလေးထည့်လို့ရပါတယ်ဒီမှာကတော့အိမ်မှာကိုတိုင်းစိုက်ထားတဲ့စွန်မွေရလေးရှိလို့ဒီရွက်လေးကိုပဲတုံးလိုက်ပါတယ်နော်မဖြစ်လို့ဖက်ကအပေါ်မှာအုပ်ထားပေးရလဲဆိုတော့ကိုကဒီရဲ့မုတ်မိုးလေးရတယ်ထုတ်တဲ့ချိန်ကြလို့ရှိရင်အလွယ်လွယ်ကိုလေးနဲ့ ယူပြီးစားတော့စားလို့ရအောင်လို့ပေါ့နော်ကိုကတော့ဒီပုံစံလေးနဲ့ပဲလုပ်လိုက်ပါတယ်ကဲဆိုဆိုရင်တော့ပဲပြုတ်မြများနဲ့စိတ်ငြိမ်းလေးရပါပြီကဲအချိုလေးလဲရပါပြီအစိတ်လေးကတော့ကျွန်မကတော့နမ်းဖြူနမ်းမဲစားလေးထောင်းထားတဲ့စားလေးကိုအပေါ်ကနေထည့်ပေးပါတယ် ပြီးစီလဲဆန်းပေးမယ်စီလဲဆန်းပြီးရင်တော့မုတ်ပေါင်းလေးစားလို့ရပါပြီနော်အရန်ကိုနူးညံ့ဤဆက်နေပါတယ်သူကအေးသွားလဲမမာသွားပါဘူးနော်ကဲအခုဆိုရင်မုတ်ပေါင်းလေးရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ် ျွန်မရဲ့ channel လေးကို subscribe လေးလည်းလုပ်ဖို့မိကြပါနဲ့ဦးနော်။ကဲအရန်ကိုနူးညံ့နေရော။ Thank you bye